ရစ္စတီယာနိုရော်နယ်ဒိုနဲ့မက်ဆီဘယ်သူကပိုချမ်းသာလဲမင်္ဂလာပါယူသတ်နဲ့ဒိမန်ပရိသတ်ကြီးဘောလုံးလောကရဲ့ရာစုနှစ်တစ်နှစ်မှာအကြီးကျယ်ဆုံးပြိုင်ပွဲနှစ်ဦးဖြစ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ဟာကစားသမားဘဝအောင်မြင်မှုတွေမှာသာမကစီးစိမ်ဥစ္စာနဲ့ဝင်ငွေကျွေးဝါမှုမှာပါအမြဲတမ်းနှိုင်းရှင်ခံနေရတာပါတို့နှစ်ဦးစလုံးဟာကမ္ဘာအချမ်းသာဆုံးအားကစားသမားတွေအဖြစ်ရပ်တည်နေကြပါသည် ဒါပေမဲ့တကယ်တမ်းမှာတော့ဘသူကပို့ပြီးစီးစိမ်ဥစ္စာကျွေးဝါးတယ်ဆိုတဲ့မိကွန်းကပရိသတ်တွေကြားမှာအမြင်နဲ့လိုလိုစိတ်ဝင်စားဖို့ရောက်ကောင်းတဲ့အငင်းပွားဖို့ရာတစ်ခုဖြစ်နေတာပါပဲလက်ရှိချိန်ထိခရစ်စတီယာနိုရိုနယ်ဒိုဟာစုစုပေါင်းပိုင်ဆိုင်မှုအရအနေငယ်ပူချမ်းသာနေတယ်လို့စီးရင်အင်းတွေကဖော်ပြနေပါတယ်ရိုနယ်ဒိုရဲ့ဝင်ငွေအများစုဟာပထမဆုံးအနေနဲ့ကစားသမားလာစာကနေလာပါတယ်လက်ရှိ sorry ကလပ် elna sama သူရရှိနေတဲ့တနစ်လာစာဟာအကစားသမားတွေထဲမှာအမြင့်ဆုံးဖြစ်ပြီးကန်ဒေါ်လာတန်း100ကျော်လောက်ရှိပါတယ် ဒုတိယချက်အနေနဲ့သူဟာကိုပိုင်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ CR7 အမှတ်စိတ်အပါအဝင်အဝိအထည်ရေမွေးဟိုတယ်လုပ်ငန်းတွေကလည်းဝင်ငွေအများအပြားရရှိနေပါလိမ့်။တစ်ဖက်မှာလည်းပြန်နိုင်ရှင်ရမယ်ဆိုရင်လီယိုနယ်မက်ဆီဟာလည်းပဲစီးစဉ်ဥစ္စာကြွယ်ဝမှုမှာရနယ်ဒိုနဲ့အပြိုင်ရှိနေပါလိမ့်။မက်ဆီဟာပြင်သစ်ကလပ် PSG မှာကစားခဲ့စဉ်ကရောလက်ရှိအမေရိကန်ကလပ် Inter Miami မှာကစားနေချိန်မှာပါ။စာချုပ်ချုပ်ဆိုမှုတွေနဲ့ရှယ်ယာဝင်ငွေတွေကြောင့်မလို့ဝင်ငွေကောင်းပါလိမ့်။ရနယ်ဒိုလိုပဲမက်ဆီဟာလည်းပဲသူ့ရဲ့နာမည်နဲ့လိုက်ဖက်တဲ့ကြော်ညာစာချုပ်ကြီးတွေ ်ဥပမာ Adidas ဖက်စီအဲဒီကနေတစ်ဆင့်တစ်နှစ်ကိုဒေါ်လာတန်ပေါင်းများစွာရရှိနေတာပါမက်ဆီရဲ့စုစုပေါင်းပိုင်ဆိုင်မှုပမာဏဟာရနယ်ဒိုနဲ့အနီးအဆက်ဆုံးမှာပဲရှိနေပါသည်နှစ်ယောက်စလုံးရဲ့ဝင်ငွေကွာခြားချက်ဟာဂျော်ညာစာချုပ်နဲ့လူမှုမီဒီယာပလက်ဖောင်းတွေပေါ်မှာများစွာလည်မူတည်နေတာပါ Ronaldo ဟာကမ္ဘာပေါ်မှာ social media follower အများဆုံးပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေကတယောက်အပါဝင်ဖြစ်တဲ့အပြင်ကြော်ညာစည်းကွက်မှာ Messi ထက်အနည်းငယ်တာလွန်နေသူလို့ပြောလို့ရပါသေးတယ် ဂျော်ညာကုမ္ပဏီတွေကရနယ်ဒိုရဲ့တကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနိုင်မှုကိုအသုံးချပြီးစားကြုပ်ကြီးတွေချုပ်ဆိုလေးရှိပါသေးတယ်။ဒါပေမဲ့တစ်ဖက်ကမက်ဆီကလည်းပဲသူ့ရဲ့ကိုပိုင် brand ambassador ကိုတည်ဆောက်ပြီးစမတ်ကြတဲ့ယင်းနှမြုံနယ်မှုတွေနဲ့စီးစဉ်အုပ်စာကိုဒူးပွားအောင်လှုပ်ဆောင်နေတာတွေ့ရပါသေးတယ်။ဒီကောင်ချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ကစားသမား၂ဦးဖြစ်တဲ့ရိုနယ်ဒိုနဲ့မက်ဆီ၂ဦးစလုံးဟာဘောလုံးကစားချင်းကနေပဲဘီလီယံနာသတင်းကြီးတွေဖြစ်လာကြတဲ့ရှာရှာပါပါအားကစားသမားတွေပဲဖြစ်ကြပါသေးတယ် ်လက်ရှိမှာရှိတဲ့စီးရင်နေအရာဆိုရင်ရနယ်ဒိုဟာပိုင်းဆိုင်မှုအနေငယ်ပုံများကောင်းများနိုင်မြင်မယ်လေ။နှစ်ယောက်စလုံးရဲ့စီးစိန်ဥစ္စာတွေကအလွန်ကိုများပြားပြီးတော့အချိန်မရွေးလဲပြောင်းလဲနိုင်စွမ်းရှိပါသည်။ပြောရရင်ရနယ်ဒိုအနေနဲ့ကြော်ညာတွေမရှိတဲ့အချိန်မှာမက်ဆီကကြော်ညာတွေပါရခဲ့မယ်ဆိုရင်ပိုင်းဆိုင်မှုအနေထားရမက်ဆီကပြန်ပြီးတာတော်နိုင်ပါသည်။အဲ့လိုပါပဲရနယ်ဒိုကလေးပဲသူ့ရဲ့အလုပ်ရှိတဲ့အပေါ်မူတည်ပြီးရနယ်ဒိုနဲ့မက်ဆီကြားကွာခြားချက်မှာပိုင်းဆိုင်မှုအနေနဲ့ဘလောက်မှရှိမှာမဟုတ်ပါဘူး။ တခြားသောအောင်မြင်မှုတွေမပါဘဲစီးစိမ်ဥစ္စာကြီးပဲနှိုင်းချင်တဲ့အခါမျိုးမှာဒီလိုမျိုးရလက်ကိုပဲဘယ်နှကြိမ်ပဲဖြစ်ဖြစ်ပြန်ပြီးတော့တွေ့ကြုံရမှာပဲဖြစ်ပါသည်ဒရုန်အုပ်စလုံးဟာကဘာပေါ်လုံးတော့ကကိုအနုပညာနဲ့ပြိုင်ဆိုင်မှုတွေပေးခဲ့ကြတဲ့အပြင်ကစားသမားတအူးရဲ့စီးပွားရေးအင်ပါယာကိုပါတက်တည်ပြသွားတဲ့ထာဝရချန်ပီယံတွေပဲဖြစ်ကြပါသည်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစောင်းကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ